တခါတော့ကမြေကန်းသားမှရှိတဲ့ရွာလေးတရာမှာဂါနက်ဆိုတဲ့မျိုးသားတူရှိပါတယ်။ဂါနက်ရှာတရိษံတွေအများကြီးမွေးထားတဲ့တရိတူစီမှာအလုပ်လုပ်ခဲ့ပါတယ်။သူအားနေတိုင်းလိုလိုပဲတရိษံတွေကိုအစားအစားဖို့တွေမြေကန်းသားကိုခေါ်သွားပြီးညနေရောက်တဲ့အခါမှာတော့ရွာကိုပြန်ခေါ်လာလေးရှိပါတယ်။တနေ့မှာတော့ဂါနက်ကတရိษံတွေကို ထုံးစံတိုင်းပဲမြေကန်းသားကို ခေါ်သွားပါတယ်။ဒေဆန်ဒီအားလုံးဟာမြေကန်းသားကဆေးလန်းဆူပြနေတဲ့မြက်ပင်တွေကိုစားတော့နေခဲ့ကြပြီး တစ်ပင်အောက်မှာလဲလျောင်းနေခဲ့တဲ့ Garnet ကတော့မိကနဲ့အိပ်ပျော်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲမျက်စားနေတဲ့ကျွဲတကဟာရေတောင်ဆင်းမှုတွေမြကန်းသားကိုရောက်လာခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲမြေတွေကလှုပ်ရှားလာပြီးရေတွေကလည်းပုတ်တိုးနေတဲ့လက်တစ်ဖက်ဟာထွက်လာခဲ့တယ်ဗျာ။အဲဒီလက်မှာရှိတဲ့လက်သေးတွေကတော့တော်ရန်သရေဆန်လေးရဲ့တားကောင်ဖက်နဲ့ခြေသေးတွေလိုပဲကြောက်မက်ဖွေရာကောင်းနေခဲ့တယ်ဗျာ။အဲဒီလက်ကတဖြည်းဖြည်းချင်း ကြီးမားလာခဲ့ပြီးရုတ်တရက်ဆိုသလိုပဲ မြစ်ထဲမှာရေစင်းတောက်နေခဲ့တဲ့ကြွေးကြီးကိုဖမ်းပြီးရေအောက်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်။အဲဒီလက်ကြီးဟာမြစ်ထဲမှာနေပြီးတားကောင်တွေရှာနေတတ်တဲ့စုံမကြီးတူဦးရဲ့လက်ဖြစ်နေခဲ့ပါတယ်။စုံမကြီးဟာကြွေးကြီးရရှိသွားတဲ့အခါမှာတော့ရေထဲကိုဆွဲခေါ်ပြီးစားတောက်ပစ်လိုက်ပါတယ်။ခဏကြာမှတော့အားလုံးကညစ်သက်သွားခဲ့ပါတယ်။ဂါနက်ကလည်းနာယီဒေါ်တန်ကြောင့်အိပ်ပျော်သွားခဲ့ပြီးအေယာကနိုးလာတဲ့အခါမှာကျွဲရကောင်ရော့နေတာကိုသတိထားမိတိုက်ပါတယ် သူအားပြောင်းဆုံးနေတဲ့ကျွဲကိုလိုက်ရှာနေပေမဲ့ဘယ်နေရာမှမမတွေ့တော့ပါဘူးဒီတော့မှဂါနက်စ်လဲစိတ်ပူနေနဲ့အင်ကိုပြန်ရောက်လာခဲ့ပါတယ်ဂါနက်စ်ကျွဲတကောင်ဘယ်မှာကြံခဲ့ရလဲပြန်လာတဲ့လမ်းမှာနောက်ကျကြံနေခဲ့တာလားဟိုမဟုတ်ပါဘူးတထေးအဲ့ဒီတကောင်ကဘယ်ပြောက်သွားလဲကျွန်တော်မသိဘူးဖြစ်နေတယ်ဟိုနေရာအနှက်လိုက်ရှာခဲ့ပါသေးတယ်ဗျာဒါမဲ့ဘယ်မှမတွေ့ဘူးဗျာဟိုကျွန်တော်မနေ့ဖြန်ကြားမှအနီးနားကရွာတွေကိုသွားပြီးလိုက်ရှာပါဦးမယ်တထေးကြီး ဟိုအဲ့ကိုရောက်နေမလားလို့လေဟဲ့ကောင်ကာနက်မင်းစိတ်ရောမှန်သေးရလားကျွဲတကောင်ကဘလောက်တန်လဲဆိုတာမင်းသိလားငါကျွဲကိုမင်းပြန်မရှာနိုင်လို့ကတော့မင်းတနစ်စာလစာမရဘူးမှက်ကြလားတရေကြီးရဲ့စကားကိုကြားတော့ကာနက်ကအယံကြောက်သွားခဲ့ပါလေမတနေ့မနက်မှာပဲအနီးနားမှာရှိတဲ့ရွာတွေကိုသွားပြီးလိုက်မေးခဲ့ပေမယ့်ကျွဲကိုဘယ်နေရာမှမတွေ့တော့ပါဘူး ။နောက်တနေ့မှလည်းသူဟာတရေဆန်တွေကိုမြေကမ်းသားစီကိုအစာစားဖို့တွင်ထတ်ခေါ်သွားခဲ့ပြန်ပါတယ်။နေဝင်ကန်ဒီအချိန်ရောက်တဲ့အခါမှာတော့နေဝင်တော့မှာပဲတရေဆန်တွေအားလုံးကိုငါပြန်ခေါ်သွားရမယ်။အဲဒီအချိန်မှာပဲနောက်ထပ်ကျွဲတကောင်ကမြေထဲကိုရေသားတောက်ပါတယ်။အဲဒီအခါမှာလည်းစုံမကြီးရဲ့လက်ကထတ်ထွက်လာပြီးကျွဲကိုရေထဲဆွဲခေါ်သွားခဲ့ပါတယ်။ဒီနေ့မှလည်းကာနက်ကပျောက်ဆုံးနေတဲ့ကျွဲကိုအနေအားနဲ့လိုက်ရှာခဲ့ပေမယ့်မတွေ့ခဲ့ပါဘူး။ သူကခေါင်းကုပ်ရင်းနဲ့စိတ်ပြက်စွာနေပင်ရာကိုပြန်လာခဲ့ပါတယ်။ဘာလဲမင်းပြောချင်တာကဒီနေ့လဲကျွဲတကောင်ပျောက်သွားတယ်ပေါ့။မင်းကောယူတယ်ထင်နေရလား။မင်းအမှန်တိုင်းပြောစမ်း။ငါကျွဲတွေကိုမင်းဘလောက်နဲ့ရောင်းလိုက်တာလဲ။မဟုတ်ရင်တော့မင်းကငါရဲလက်ထက်ကိုအပ်ပြနေမှာနော်။ဟိုမဟုတ်ပါဘူးတထွေးကြီးရဲ့။ဟိုကျွန်တော်အဲ့လိုမလုပ်နိုင်ပါဘူး။ဟိုကျွန်တော်ကစိတ်ရဲပေမဲ့ကျွန်တော်ရဲ့ယူသားမှုကတော့အခုလိုတန်ရရမွေးမာနဲ့ဗျာ။ဘာဖြစ်ဖြစ်ကျွန်တော်တထွေးကြီးရဲ့ကျွဲတွေကိုပြန်ရှာပေးပါမယ်။ နောက်တနေ့မနက်စောစောမှာပဲ Ganesh တယောက်တည်းမျက်စိကိုထွက်လာခဲ့ပါတယ်။နောက်ဆုံးအချိန်တုန်းကတော့သူ့ကိုမြစ်ထဲမှာရေဆင်းတောင်းနေတော့တွေ့ခဲ့တာပါ။အဲ့နော်ပဲသူဘယ်ပြောက်သွားလဲ။ဘလို့ဖြစ်နိုင်မလဲ။ဒီလောက်ကြီးတဲ့ကျွဲကဘယ်ကိုပြောက်သွားနိုင်ပါလဲ။ဒီမှာတခုခုတော့ဖြစ်နေပြီထင်တယ်။ဒီလိုတွေးနေနေပဲသူဟာမြေကမ်းသားကိုရောက်လာပြီးခြေထောက်ကိုရေထဲထိတတ်တဲ့အခါမှာရုတ်တရက်ရာသီဥတုကပြောင်းလဲသွားခဲ့ပါတယ်။ လေပင်းတွေကတိုက်လာပြီးမဲမောင်းနေတဲ့တင်တွေကနေရာနှက်ကိုပုံလန်းသွားခဲ့ပါတယ်။နေကင်းချေဟာလည်းမှောင်မိုက်တဲ့ညလိုဖြစ်သွားခဲ့ပါတယ်။ဂါနက်တယောက်ဘာမှနားမလဲခင်မှာပဲရေထဲမှာလှုပ်ရှားမှုတွေဖြစ်လာပါတယ်။သူဟာမြစ်ထဲကိုအာယုံဆိုင်လိုက်တဲ့အခါမှာအနက်သက်ဆိုးထွက်နေတဲ့လက်တစ်ဖက်ဟာသူ့ရဲ့လေပင်းကိုလာဖမ်းပြီးရေထဲကိုဆွဲခေါ်သွားခဲ့တယ်ဗျ။ကနက်တီယောက်ရင်မကူးတဲ့အတွက်အသက်ရှူမရပဲမကြာခင်မှာပဲတည်ဆုံသွားခဲ့ပါတယ် တွေ့ပြီလားအဲ့ဒီကာနက်ကကျွဲနှကောင်ယူပြီးရွာလေးကနေထွက်ပြေးသွားပြီသူ့ကိုယုံကြည်မနေဘူးကျမအများကြီးပြောခဲ့တာဒါပေမဲ့ရှင်ကတော့ညံမရှိသလိုပဲအခုဘာလုပ်မလဲသူ့ကိုဘယ်မှာလိုက်ရမလဲစိတ်မပူစမ်းပါနဲ့မိမရအဲ့ဒီသစ္စာဖောက်ကောင်ကိုဂူထဲမှာရောက်နေမယ်ဆိုရင်တော့ငါရအောင်သွားရှာမယ်တထေးကြီးကကာနက်စာသူ့ရဲ့ကျွဲနှကောင်ကိုယူပြီးရွာကနေထွက်ပြေးသွားပြီလို့တရားနှုံးကိုလိုက်ပြောခဲ့ပါတယ် ။ယွာသားတွေကလည်းသူ့ကိုတခိုးလို့ထင်လာကြပါတယ်။အချိန်ကြာလာတဲ့အခါမှာတော့ယွာသားတွေဟာဂနက်ကိုမေးသွားခဲ့ပါတယ်။ဒါပေမဲ့အစမ်းတစ်ချက်ဖြစ်နေခဲ့တဲ့အချက်ကတော့ယွာတွေကနေလူပြောင်ဆုံးတဲ့တဲ့င်းတွေကမကြာခဏဆိုသလိုပဲပေါ်ထွက်လာပါတယ်။ဒီနေ့မှာတော့စီတာနဲ့ဂီတာဆိုရင်မြေသမီးနှစ်ယောက်ဟာမျက်ရည်ဖို့အတွက်မြေကမ်းနားကိုရောက်လာခဲ့ကြပါတယ်။မြမလေးရေနေဝင်တော့မယ်ပြန်ချရအောင်။ရွာရောက်ရင်မှောင်နေပါဆိုလို့ ဟောက်အမဟိုခဏလေးနော် ရေလေးတောက်လိုက်အောင်မေရေရမ်းစာနေပြီအမမြက်တွေကို စီးထားနေနော်ဟိုညီမလေးလက်ဆေးပြရင်ရေခဏတောက်ပြီးလာခဲ့ပါမယ်ဂီတာဟာရိတ်ထားတဲ့မြက်တွေကို စီးနေတော့မှပဲစီတာကိုတတိယသွားပါလေဟာစီတာဘယ်ရောက်သွားလဲဟိုမြင်မြင်လာပါအောင်နောက်ကျနေပြီအဲ့ဒီအချိန်မှာပဲဂီတာဟာမြေကမ်းသားမှာထိုင်နေတဲ့ကျောက်စီအားကောင်းတဲ့မြို့သူမြို့သားကိုမြင်လိုက်ရပါတယ် သူဟာစုံမကြီးတကောင်နဲ့တူပြီးမြေကြီးထဲမှာပျော်ပျော်ကြီးရေချိုးနေခဲ့ပါတယ်။မြေထဲမှာရေချိုးနေတဲ့စုံမကြီးကိုမြင်တော့ဂီတာတယောက်ကြားလန်အနဲ့ဖြစ်သွားခဲ့ပါတယ်။ဒါမဲ့လည်းသူဟာတငယ်ချင်းဖြစ်သူစီတာအတွက်စိုးရိမ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့တစ်ပင်ကြီးတစ်ပင်ရဲ့နောက်မှာပုန်းနေခဲ့တဲ့စီတာကိုသူကမြင်လိုက်ရပါတယ်။စီတာကဂီတာကိုလက်ပြပြီးထွက်သွားဖို့အတွက်အချက်ပြနေခဲ့ပါတယ်။ဖျားရေဟိုစီတာကအဲဒီစုံမနားမှာရက်နေတာပါလား။ ဟိုဆုံးမကြီးကများသူ့ကိုမြင်သွားရင်ဘယ်လိုလုပ်မလဲဂီတာဟာကြားရတဲ့ကြားနဲ့ထွက်ပြေးဖို့ကြိုးစားပါတယ်အဲ့ချိန်မှာပဲကြော်တုံးတုံးပေါ်မှာခြေချော်ပြီးလဲကျသွားခဲ့ပါတယ်သူရဲ့အော်တန်ကိုကြားရတဲ့ဆုံးမကြီးဟာဂီတာကို လေဘင်းကနေဆွဲခေါ်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့စီတာဟာလည်းပြေးလာခဲ့ပါတယ်ဆုံးမကြီးရဲ့ကျမရဲ့တငယ်ချင်းဂီတာကိုလွှတ်လိုက်ပါကျမတို့ကရှင့်ကိုဘာမှမလုပ်ခဲ့ပါဘူးဟိုကျမတို့ကိုလှုပ်ပေးပါအောင်နော် ။အိုကျမတို့ဒီကိုမြဲဖို့ပဲလာတာပါ။ရှင့်ကိုဒုက္ခပေးဖို့မဟုတ်ပါဘူး။စီတာနင်ဘာလို့ဒီကိုလာရလဲ။နင်တက်ကိုကဲဖို့တဲ့ဒီကနေထွက်ပြေးတော့လေ။မမမဟုတ်ပါဘူး။ဂီတကိုလွှတ်ပေးပါ။ဟိုသူ့အစာကျမကိုဖမ်းသွားပါ။တငယ်ချင်းနှစ်ယောက်ရဲ့အချင်းချင်းချစ်ခင်ကျင်းနာမှုတွေကို မြင်လိုက်ရတဲ့ဆုံးမကြီးကခဏတာငြိမ့်သက်သွားခဲ့ပါလိမ့်။ကောင်းပြီ။ငါနင်တို့နှစ်ယောက်စလုံးကိုလှုပ်ပေးဖို့အတွက်သဘောတူပါတယ်။ ဒါမဲ့ငါမှာစီကန်းချက်တခုရှိတယ်။ဘာလဲဆိုတော့မင်းတို့နှစ်ယောက်ကနေတိုင်းနေတိုင်းငါ့အတွေ့တားကောင်းတကောင်းယူလာပေးရမယ်။အရာကိုစားပြီးတော့မှငါဖိုက်ဖြစ်မယ်။နင်တို့အဲ့လိုမလုပ်ဘူးဆိုရင်တော့နင်တို့နှစ်ယောက်စလုံးကိုတလက်စီလှည့်ပြီးငါစားပြီးငါရဲ့စားလာမှုကိုဖြည့်ရှင်းနိုင်မယ်။ဒီတော့မှနင်တို့ငါ့ကိုကလင်ကြဲမကြ။စီတရဲ့ကိုယ်ထဲမှာငါဝင်ပြီး နေနိုးနဲ့တူလိုက်နေပြီစီတာနဲ့ဂီတာတို့နှစ်ယောက်ဟာအရန်ကြောက်လန့်သွားခဲ့ပါတယ်သူတို့ရဲ့အသက်ကိုကယ်ဖို့အတွက်နေတိုင်းပဲရစ်ပူစဖို့သဘောတူခဲ့ကြပါတယ်စုံမကြီးဟာစီတာရဲ့ကိုယ်ထဲကိုဝင်ရောက်ပြီးသူတို့နဲ့အတူရွာကိုလိုက်လာခဲ့ပါတယ်ဟဲ့ဂီတာနင်အင်ကိုသွားတော့မနေ့ပြန်မြစ်စီကိုငါအတွေ့တားကောင်တကောင်ယူလာခဲ့မဟုတ်ရင်တော့ဒီစီတာကိုငါတခုခုလုတ်ပြစ်လိုက်မယ်ကြားလား ။နောက်တစ်နေ့မှာတော့ဂီတာနဲ့စီတာဟာရွာထဲမှာနေတဲ့ဆန်ဂီတာဆိုတဲ့အမျိုးသမီးကိုညှိအိမ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူတို့နဲ့အတူခေါ်လာခဲ့ပါတယ်။မြေကမ်းနားကိုရောက်တဲ့အခါမှာရုတ်တရက်စီတာရဲ့မျက်နှာဟာဇုံမကြီးရဲ့မျက်နှာဖြစ်သွားပြီးဆန်ဂီတာကိုတက်ကရစ်ပူစော်လိုက်ပါတယ်။ဟာဟာဟာလူသားကို အခုလိုရစ်ပူစော်ရတာအရသာရှိလိုက်တာ။ငါရဲ့စွမ်းအားတွေလည်းပို့ပြီးကြီးမားလာပြီ။ပြန်ရအောင် မနေ့ပြန်အတွက်တော့တားကောင်တကောင်ကိုထက်ရှာရအောင်မယ်မလားဒီလိုနေပဲခီတာနဲ့စီတာဟာရွာသားတွေကိုတယောက်ပြီးတယောက်မြေကမ်းသားကို ခေါ်လာခဲ့ပြီးဇုံးမကြီးကိုရစ်ပူစော်ခဲ့ကြပါတယ်ငါတို့အသက်ရှင်ဖို့အတွက်နဲ့ရွာကအပြစ်မဲ့တဲ့သူတွေကိုအဲ့ဇုံးမကြီးကိုဘလောက်ထိငါတို့ကရစ်ပူစော်နေရမှာလဲအဲ့နေတော့ကအဲ့ဇုံးမကငါတို့ကိုတက်သွားရင် ပိုးကောင်းမယ်အနည်းဆုံးတော့ဒီအပြစ်ရဲ့အစီပိုင်းဖြစ်နေပါမဟုတ်ဘူးအခုတော့ ငါဒါကိုရက်မှဖြစ်တော်မင်းငါရွာသားတွေကို စီတာက စီတာအစ်စ်မဟုတ်ပဲသူမရဲ့ကိုခန္ဓာကို မြစ်ထဲကနေတဲ့ဆုံးမကြီးကပိုင်ဆိုင်ထားတယ်ဆိုတော့ကိုပြော့ပြလိုက်မင်းရွာသားတွေလည်းတို့ဘာလို့ရမယ်ဆိုတာသိကြမှာပါဂီတာဟာရွာရဲ့ခေါင်းဆောင်စီကိုတွတ်ပြီးရွာမှာဖြစ်ပွားနေတဲ့တေဆုံမှုတွေရဲ့အဖြစ်မှန်အားလုံးကိုပြော့ပြလိုက်ပါတယ်ဟေးဟုတ်လားဟာအခုမှပဲဂါနက် ငါကျွဲနဲ့ရာမာဖြစ်နေတဲ့သေဆုံးမှုအလုံးရဲ့လှုပ်ဝဲချက်ကိုငါနားလေသွားတော့တယ်။ဂါနက်ကလည်းမြစ်ထဲကဆုံးမကြီးရဲ့သားကောင်ဖြစ်သွားတာဖြစ်ရမယ်။ငါတို့ကတော့သူ့ကိုတစ္ဆာဖောက်လို့ထင်းနေကြတယ်။နောက်တနေ့မှာတော့ရွာကောင်းဆောင်ဟာနက်ဆရာတူဦးကိုခေါ်ပြီးမြေကမ်းသားကိုရလာခဲ့ပါတယ်။အဲဒီနေရာမှာတော့စီတာနဲ့ဂီတာဟာလူတူဦးကိုခေါ်လာပေးတာဖြစ်နေခဲ့ပါတယ်။ငါတို့မှဆုံးမနဲ့ရင်ဆိုင်မှုခွန်အားမရှိဘူးဆိုတာသိပါတယ်။ ဒါမဲ့ငါတို့ဘက်ကအတက်နိုင်ဆုံးစူးစမ်းသွားမယ်။နန်းစရာဟာမိဖို့ဇော်ဘဲကိုစတယ်ပြီးစီတားရဲ့ကိုရဲကစုံးမကြီးကိုထွက်သွားဖို့တဲမော်တက်တွေကိုရွတ်ဆုံနေပါတယ်။အဲ့ဒီချိန်မှာပဲစီတားဟာစုံးမကြီးပုံစံပြောင်းသွားခဲ့ပြီးကြေတောင်စွာရီမောလိုက်ပါတယ်။မင်းတို့ကဒီစီတားကိုငါစီကနေခေါ်သွားလို့ရမယ်လို့ထင်နေတာလား။အခုဒီစီတားနဲ့အတူဒီဂီတာလည်းသိရမယ်။ မင်းတို့အားလုံးလည်းငါရဲ့သားကောင်တွေဖြစ်ရမယ်။စုံမကြီးဟာတက်ခတ်ဖို့အတွက်မကြိုးစားခင်မှာပဲရွာကောင်းဆောင်ရဲ့ကိုရဲကိုဂါနေရှ်ရဲ့ဝိညာဉ်ဝင်ရောက်ပုကတ်သွားခဲ့ပါလေ။ဟဲ့စုံမကြီးအဲ့တုန်းကတော့ငါအားနေခဲ့လို့ရှုံးနေခဲ့ရတယ်။ဒါပေမဲ့ခုတော့နင်းကိုငါရင်ဆိုင်ဖို့အတွက်ငါမှစွမ်းအားတွေရှိသွားပြီ။ငါရဲ့ရွာသားတွေကိုနင်းလာမထိနဲ့။နက်စရာကြီးကအမှော်တက်တွေကိုဇက်တရွတ်စုံနေတဲ့အတွက်စုံမကြီးရဲ့စွမ်းအားတွေဟာအားနေလာခဲ့ပါလေ။ တစ်ဖက်မှာလည်း Garnes ဝင်ပူးထားတဲ့ရွာခေါင်းဆောင်ဟာစီတာစုံမကြီးရဲ့လက်ဘေးကိုညှစ်နေခဲ့ပါတယ်။ခဏကြာမှာတော့စုံမကြီးဟာစီတာရဲ့ကိုခန္ဓာကိုဆုတ်ခါသွားခဲ့ပြီး Garnes ရဲ့ဝိညာဉ်ကတော့အလင်းနံတစ်ခုဖြစ်နေပြောင်းတဲ့ကမြစ်ထဲကိုဝင်ရောက်သွားခဲ့ပါတယ်။အဲဒီနေ့ကနေစပြီးမြစ်ထဲကစုံမကြီးရဲ့တကိုးတွေလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲဒီမှာရွာသားတွေကိုကောက်ခဲ့ပြဖို့တွေ Garnes ရဲ့ဝိညာဉ်ကဆော့ရှော့ပင်းနေပြီးဖြစ်လို့ပါပဲ။